လို့အားလုံးပဲမင်္ဂလာပါရှင်ဒီ channel ဥပါဒီ channel ကတော့ဒီနေ့မှဒီဟာလေးလာမေးထားတာလေးပေါ့နော်ဒါလေးတင်ပေးမယ်ချိန်မှပုံလေးပြထားမယ်နော်သူကအဲပခုံးပြောက်လေးဖြစ်တယ်ပြီးရင်အရှိမနှစ်ထပ်ပုံစံလေးပေါ့နော်အဲ့ဒီပတ်တန်လေးကိုတင်ပေးပါဆိုပြီးတော့ channel ကိုလာမေးထားတယ်အဲ့တော့ဒါလေးကိုဘယ်သူမေးရလဲတော့ channel မမှတ်မိတော့ဘူးပေါ့နော်အားလုံးလည်းသိအောင်ဒီမှာတစ်ခါတည်းတင်ပေးလိုက်ပါမယ်အဲ့တော့ဒါလေးရဖို့အတွက်ဆိုလို့ရှင် channel နောက်ချမ်းပတ်တန်ကတရွက် ရှေ့ချမ်းပဒံနှစ်ရွက်ဆွဲထားပြီးဘာလို့ဆိုတော့အပေါ်မှာတလှွာလေးအတွက်ယူစရာရှိသေးတာကိုအဲဒါကြောင့်မလို့ရှေ့ချမ်းပဒံနှစ်ရွက်နောက်ချမ်းပဒံတစ်ရွက်ပဲဆွဲထားပြီးပြီးရင်ပခုံးပြောက်လေးပေါ့နော်ပခုံးပြောက်လေးဖြစ်တဲ့အတွက်ပခုံးပြောက်ပဒံလေးဆွဲထားပြီးတော့ကိုဆွဲနေကြပတ်တန်တိုင်းဆွဲထားပေးတခြားတင်တန်းသူတွေတခြားစာအုပ်ဝယ်ထားတဲ့သူတွေကတခြားညီတိုင်းဆွဲပေးဟုတ်ပြီလားအဲ့တော့တခြားတို့ဒါလေးကိုပတ်တန်လေးပြင်ပေးပါမယ်ရှင် ဟုတ်ပြီတခြားတော့ DNA ကြီးလေးကိုစဆွဲမယ်ဆိုလို့ရှိရင်ဒီမှာတစ်ချက်ကြည့်ပေးဆိုတော့သူက DNA အောက်မှာ ရှေ့ဘက်ကလေးမှာတစ်ထပ်กว่าအောက်ချမ်းလေးတစ်ထပ်ပါမယ်ပြီးတော့ဒီအပေါ်ချမ်းလေးထပ်ထားတာအလှလေးထပ်ထားတာဒီတစ်ချမ်းပါမယ်နှစ်ချမ်းဖြစ်မယ်เนาะဒီမှာအောက်ဖြတ်ဆက်လေးရင်အောက်ဖြတ်ဆက်လေးတစ်ခုပါမယ်လက်ဒီပခုံးပြောက်လက်လေးနဲ့တက်ထားတယ်เนาะနောက်ချမ်းလည်းပခုံးပြောက်ရှေ့ချမ်းလည်းပခုံးပြောက်လက်လေးတက်ထားတယ်ပေါ့เนาะဒီ level လေးကအနောက်မှာကျိုးလေးချီပြီးတော့ထည့်ထားတဲ့ပုံစံမျိုးလေးเนาะအဲ့ဒါလေးကိုခြေရောဆွဲမယ်ဆိုတော့ရှေ့ချမ်းကနှစ်ထပ်ပါတာဖြစ်တဲ့အတွက်ခြေရောရှေ့ချမ်းကိုနှစ်ရွက်ဆွဲထားမယ်เนาะအဲ့တော့ခြေရောနောက်ချမ်းလေးနောက်ချမ်းလေးမှာဆိုရင်သူကပခုံးပြောက်ဖြစ်တယ်ပခုံးပြောက်ဖြစ်တော့ခြေရောဘယ်ကနေဖြစ် ဖြတ်ထုတ်မလဲပုံမှန်အပြည့်ပခုံးပြောက်ဒီချာတော့နောက်ရင်ကျဲမင်းကနေဖြတ်ထုတ်လို့ရတယ်အဲ့ဒါမှကိုကအနောက်ကိုအကျယ်ကြီးမဝစ်ချင်ဘူးဆိုလို့ရှိရင်လည်းဒီနောက်ရင်ကျဲမင်းထပ်အပေါ်ကိုတက်လို့ရသေးရပေါ့နော်တက်လိုက်ရတယ်နော်အဲ့ဒီကနေမှဒီချာတို့ကဒီမှာဘလောက်ဝင်မလဲဆိုရင်တလက်မဝင်မယ်တလက်မဝင်ပြီးတော့အချိန်ကိုပြန်ပြီးတော့ဝတ်နော်ပြီးသွားပြီဆိုလို့ရှိရင်ချာတို့ဒီတော့ကနေပြီးတော့အပေါ်ကိုတက်တက်လေးတက်မယ် တော့နောက်ချမ်းတောက်ဒီဒီချဲတို့တို့ကိုချွန်ထိုးလို့မရဘူးလေချွန်ထိုးလို့မရဖြစ်တဲ့အတွက်အောက်ကနေပြီးတော့တက်တဲ့ချဲတို့ကတစ်ဖက်ကိုလေးစိတ်စီအပြည့်ထိုးလိုက်တာနော်လေးစိတ်စီအပြည့်ထိုးပြီးတော့ဒီတောက်ကြီးကိုဘာလုပ်လဲဆိုရင် ပြန်ပြီးတော့တိတ်နဲ့ပြန်ကတ်လိုက်တာဟိုဘက်ဒီဘက်တိတ်နဲ့ပြန်ကတ်လိုက်တယ်အဲ့တော့နောက်ချမ်းမှာစစ်တက်မယ်ဆိုရင်စစ်စာစားမယ် တော့စစ်စာကကျတို့ပုံမှန်တိုင်းဒီမှာလေးစိတ်ဝင်ပြီးတော့စစ်စာစားတယ်မလားဒီလိုမျိုးစားလိုက်တယ်အဲ့မှာတစ်ချက်ရှိတာကျတို့ကဒီမှာဆိုလို့ရှိရင်ဒီနေရာတွေထောင်နေတတ်တယ်နောက်ချမ်းမှာထောင်နေမှာဆိုလို့ကျတို့ကဒီနာကိုလည်းလေးစိတ်ဆိုဒီလေးစိတ်စီဒီလိုတောက်လျှောက်ဖြတ်ထုတ်လိုက်နော်လေးစိတ်ဖြတ်ထုတ်လိုက်ပြီအဲ့ဒီမှာဒီနေရာမှာဆယ်တစ်ချက်ပြောမယ်အာဝတ်မဲ့သူကဂျိုင်းအကိုအပြုတ်လေးဝစ်ချင်တယ်ပခုံးပြောက်ကိုအရင်ဒီဘက်ဘေးကိုမဝင်ချင်ဘူးအပြုတ်လေးဝစ်ချင်တယ်ဆိုလို့ရှိရင်အဲဒီနေရာကို လေးစိတ်သို့မဟုတ်၆စိတ်ပဲဝင်ချင်ရတယ် ရာအခုဒီမှာတလက်မအပြည့်ဝင်ထားတယ်တလက်မဝင်ရောတချို့ကတစ်ချက်ကိုမေးတယ်တချို့ကတလက်မဝင်လိုက်ဒီမှာလဲစားထားတယ်ဒီမှာလဲတောက်စားထားတယ်နောက်ချမ်းကြီးမှာအရင်ဆွဲကတ်နေတယ်လို့မဖြစ်ဘူးလားဆိုတော့မဖြစ်ပါဘူးဝတ်လို့ရအရင်ကြက်သွားမှာဆိုရင်မကြက်ဘူးဝတ်လို့ရတယ်နော် နောက်ချမ်းနေချက်လို့ရှင်ဘတ်လိုမျိုးကော့နေရမဟုတ်ဘူးလေအဲ့ဒါဖြစ်တဲ့အတွက်သူ့ကိုဝင်ုံပေးမှာကိုနောက်ချမ်းကထောင်မနေဟမနေမှာပေါ့နော်အဲ့တော့ရှင်ဒီနေရာတွေကတော့စားရတယ်ဒီနေရာလေးတစ်ချက်မှာပဲရှင်ကဒီမှာတလမဝင်လို့ပြောထားတယ်သို့ပေမဲ့ကိုကဒီဟာကိုအရင်ဘေးကိုပြုတ်ကြအောင်ဝစ်ချင်တာပခုံးရဲ့မြင်းတိုင်းပဲဝစ်ချင်တာဆိုရင်လေးစိတ်ပဲဝင်နော်နည်းနည်းလေးပူခြင်းတလမဝင်ချဲချဲမှာနှစ်ချက်ပြောသွားရနော်โอเคနောက်တစ်ခုရှိတယ်တချဲတို့နောက်ချမ်းကိုချဲပခုံးပြောက်ဆိုရင်ဒီလိုမျိုးဓာတ်ကိုအပေါ်ဖြောင်းဆွဲလိုက်တယ်ဒီနေရာဒီမှာဓာတ်ကိုဖြောင်းဆွဲလိုက်တဲ့အခါမှာ ဒီဟာဒီသေးမသွားဘူးလားဆိုတော့ဒါကတော့ကိုယ့်ရဲ့မူရင်းပတ်တန်နဲ့အနေငယ်ဆိုင်တယ်ကိုယ့်ရဲ့မူရင်းပတ်တန်ဒီအဲဒီထုတ်စာပွားစာကိုအများကြီးပေါင်းမထားဘူးဆိုလို့ရှိရင်တော့အနေငယ်တည်စာမရတာမျိုးဖြစ်တတ်တယ် နော်အဲ့တော့ကိုကတီစာလဲရခြင်းနဲ့ဆိုလို့ရှိရင်ချုပ်စာပွက်စာကိုအပြည့်ပေါင်းပေါ့နော်ဒီချက်တင်တန်းသူတွေဆိုရင်တော့တီပါရဲ့ချက်ဘယ်လောက်ပေါင်းလဲပေါင်းတဲ့အတိုင်းဆိုရင်ဒီပက်တန်လေးကျက်သွားစရာအကြောင်းမရှိဘူးအဲ့ဒါမှကိုက women customer တီဝလဲဝရဲသူရဲ့ခန္ဓာကို changes ကမြန်တာဖြစ်တဲ့အတွက်အဲတီစာလိုခြင်းနဲ့ဆိုရင်ဒီလိုမျိုးတောက်ထိုးထားပြီးဆိုရင်ချက်ကဒီဘက်ဘေးလေးမှာ၄စိတ်လောက်ထပ်ထုတ်ပေးပေါ့ထုတ်လို့ရတယ်နော်ဒီဘက်ဘေးလေးမှာ၄စိတ်လောက်ပက်တန်အောင်ထပ်ထုတ်ပေးလဲဒါဆိုရင်တီစာပုံမှန်အတိုင်းအပြည့်ရတယ် ဒီလိုချက်တော့အဖြောင့်ထုတ်လိုက်တဲ့အတွက်ဒီနားလေးတွေတော့ကပ်ပြီးတော့တိမ်သွားတာပေါ့နော်အဲ့ဒါဖြစ်တော့ဒီနေရာလေးမှာတော့ဟိုအရင်တည်စားရတာမျိုးမရှိတော့ပေါ့နော်အဲ့တော့ချက်တော့ဒီဘက်လေးကိုတည်စားလေးပြန်ထုတ်ထားလို့ရတယ်ဒါလေးသဘောပေါက်မယ်နော်အဲ့တော့ချက်တော့ရှေ့ချမ်းသွားမယ်ရှေ့ချမ်းမှာဆိုပထမဆုံးချက်တော့ကသူကရင်အောက်ဖြတ်ဆက်ပါတာဖြစ်တဲ့အတွက်ရင်အောက်ကိုတိုင်းပြီးတော့ခါရဲဖြတ်ထားလိုက်ဖြတ်ပြီးတော့ဒီအောက်အချမ်းလေးဒီချက်တော့မလုပ်မလဲတိတ်ပြန်ကတ်လိုက်မယ်တိတ်ပြန်ကတ်တော့ဒီကောင်အပူးယူလိုက်ရင်သူဒီ အဲတချမ်းနဲ့ဖြစ်သွားပြီပေါ့နော်ဒီအောက်ပိုင်းကြီးတချမ်းပဲဖြစ်သွားပြီโอเคဒီအပေါ်ပိုင်းလေးကိုပြောကြရအောင်ပေါ်ပိုင်းလေးကိုပြောမယ်ဆိုရင်ချက်တော့က shape shape ရင်ကျဲမင်းကနေဖြတ်ချင်းဖြတ်လို့ရတယ်เนาะ shape ရင်ကျဲမင်းကနေဖြတ်ဖြတ်ပြီးွားရင်တော့အောက်ကိုလို့လေချွန်းချွန်းလေးယူထားเนาะချွန်းချွန်းလေးယူထားချက်တော့ဘယ်နှလမအထိချလို့ရလဲဆိုခုနှလမအထိချလို့ရတယ်ဒီရင်မင်းထိလည်းချလို့ရတယ်ဒါပေမဲ့အရင်အဟိုက်မကြိုက်ဘူးတချေရေဆိုလို့ရှင်เนาะအနည်းဆုံး6ခွဲလောက်ထိတော့ချဒီကနေဒီကို 6လက်မှ4စိတ်လောက်ထိတော့ချလို့ရတယ်ဒီကနေဒီကိုအနည်းဆုံးတော့9လက်မှထိချလဲလှတယ်အဲ့ဒါမှ तू ကဒီမှာကြည့်လိုက်ကျတော့ဒီနေရာလေးဒီနေရာလေးဒီဒီလိုအချွန်လေးဒီနေရာလေးခုနလမလောက်ချမှာဒီ shape တွေကပေါ်မှာခန္ဓာကိုယ်ပေါ်မှာဒီ shape တွေကပေါ်မှာဒီဟာကိုအပေါ်တင်ပြီးကြည်လိုက်မလှတော့ဒီနေရာဒီသာဒီအပေါ်ထိတက်ရောက်မယ်ဆိုရင်မလှတော့ကိုကဓာတ်တွေထိုးပြီးကက်နေအောင်ချုပ်တာဖြစ်တဲ့အတွက်ဒီအင်ဂျီဒီ level ချမှာလှမှာတိလား level အရင်ကျင်းကျင်နေတူဆိုဒီပုံစံနဲ့မလှအောင် เนาะအဲ့တော့ဒီပေါ်တက်ပြီးတော့ကြည့်ကြည့်လိုက်တက်ရင်မလှတော့เนาะဒီအောက်ကလေးကြာလို့လှနေတာโอเคဟုတ်ပြီအဲ့ဒါဆိုချက်တော့6လက်မ4စိတ်ဆိုတာနည်းသေးတယ်9လက်မထိတာချเนาะသူက level height မဲ့ design မဟုတ်ဘူးလေမ height ဘူးချလို့ရတယ်เนาะ9လက်မထိချလို့ရတယ်ပြီးတော့ဒီမှာနောက်ချမ်းမလို့ပဲရှေ့ကိုတလက်မဝင်အော်ဒီဟာလဲရှေ့ချမ်းနဲ့ချက်ပြောပြမယ်နောက်ချမ်းလို့ပဲနောက်ချမ်းမှာ6စိတ်ပဲဝင်ဒီမှာလဲ6စိတ်ပဲဝင်နောက်ချမ်းမှာ4စိတ်ပဲဝင်ဒီမှာလဲ4စိတ်ပဲဝင်လို့ရတယ်เนาะဒါတော့ကိုအကျယ် အပြန်ယူခြင်းတဲ့ပုံပေါ်မူတည်သွားမှာပဲရမယ်เนาะအဲ့တော့ဒီအချမ်းလေးကိုချက်တော့ကအပေါ်တက်တဲ့ကိုထောင်တက်လိုက်ဒီမှာတောက်ထုံမယ်เนาะဒီမှာတောက်ထုံပါမယ်ဟုတ်ပြီလားဒီမှာတောက်ထုံမယ်ပြီးွားပြီဆိုလို့ရှင်သူ့ကိုကကြတော့ F1 ဒီဘက်မှာ F2 ဖြတ်ထုတ်လိုက်အောင်မယ်ဖြတ်ထုတ်ပြီးပြန်ဆက်မယ်เนาะဒီညာလေးမှာကက်ချင်နှစ်စိတ်လောက်လေးထိုးလို့ရသေးတယ်เนาะနှစ်စိတ်လောက်ပဲဒီညာကြောင့်အများကြီးမထိုးနိုင်ဘူး နှစ်စိတ်လောက်ပဲဒီမှာကတစ်ဖက်ကို၄စိတ်နဲပြင်ပပြည့်တဲ့သူဆိုလို့ရှိရင်တစ်ဖက်ကို၃စိတ်လောက်ပဲထိုးလဲရတယ်နော်ဒီနေရာတလမဝင်ဟုတ်ပြီလားအဲ့တော့ဒီ channel လေးရောက်သွားပြီဒီအောက်က F3 တပိုင်းရောက်သွားပြီအဲ့တော့အောက် channel လေးကိုရမယ်နော်ရပြီဆိုရင်အပေါ် channel လေးအတွက် share ကိုဒီမှာတစ်ချက်ကြည့်ရအောင်အပေါ် channel လေးကိုကြာတော့ share တို့ကဒီအောက်ပိုင်းကိုမကြည့်တော့သူ့ကိုဒီအောက်ရင်ဖြတ်ဆက်ဒီဘက်ကရင်ဖြတ်ဆက်အတိုင်းပဲသူ့ကိုဖြတ်ထုတ်ထားလိုက်တော့ share ဒီအောက်အပိုင်းကိုမကြည့်တော့နော်ဒီအောက်ပိုင်းလုံးဝမပါတော့ သူကဒီအပေါ်အဝိုက်လေးအတွက်ပဲသွားมาဖြစ်တယ်သူကကြတော့ဒီမှာတစ်ချက်ကြည့်ပြီးသူကဒီဘက်ဘေးအထိပါတယ်ကွာ ဒီဘက်ဘေးအထိလေးတွေ့လားဒီနားလောက်ထိလေးချွန်ထားဒီဘက်တောက်ကလေးနားမရောက်တရောက်ဘူးမရောက်တော့မရောက်ဘူးဒီဘက်ဒီဘက်တောက်ထိမရောက်ဘူးဒီဘက်လေးထိချွန်ယူထားတွေ့လားအဲ့တော့ကျတော့ဒီဘက်လေးကိုပတ်တန်လေးဆက်ပြရကျတော့ပတ်တန်တစ်ချမ်းလေးဒီထိပဲရှိရပတ်တန်သူကမဟုတ်ဒီဘက်လေးကိုရောက်တယ်နော်အဲ့ဒီရောက်တာလေးအတွက်ကိုကျတော့ပတ်တန်လေးကိုအရှိကိုထုတ်ပေးဘယ်နှလက်မလောက်ထုတ်မလဲဆိုဒီတောက်အကွာဝေးကိုကြည့်လိုက်ပေါ့နော်ဒီတောက်အကွာဝေးကအဲဒီတောက်အကွာဝေးထက်ကိုကျတော့သူက short ပြီးတော့ယူရပေါ့ဒီတောက်အကွာဝေးရဲ့ တဝက်လောက်ဆိုရင်လည်းရတယ်เนาะဒီထောက်အကွာဝေးတဝက်လောက်ဆိုဒီထောက်အကွာဝေးကဥမာ၄လက်မှရှိရင်၂လက်မှလောက်ပေါ့เนาะအဲအဲ့လိုမျိုးတဝက်ကိုယူဆိုတော့ချဲဒီရှေ့လေးကိုပဲထုတ်ပြလိုက်တော့မယ်ဆိုပါတော့ဒီနားလောက်အရှေ့လေးကိုထုတ်လိုက်တယ်เนาะထုတ်ပြီးွားလို့ရှိရင် तू ကလေဘင်းကတော့ဒီတက်တက်ရနေပဲလာတယ်အဲ့မှာချဲယာရီလေဘင်းလေးဖောက်လိုက်မယ်သူကဒီကြိုးချီဖို့အတွက်လေဘင်းလေးကွာ ဒီကြိုးချီဖို့အတွက်လေဘင်းလေးဒီကက်ကက်ကလေးတွေ့လားဒီနားလေးမှာလေဘင်းမှာဒါလေးကတော့လေဘင်းပေါက်မဟုတ်ဘူးเนาะအနောက်မှာကြိုးပတ်ချီထားဒါပေမဲ့ဒီလိုမျိုးလေဘင်းပေါက် shape ပေါ်အောင်လို့ခြေတော့ဟာဆွဲရမှာဖြစ်တယ်ဟုတ်လားအဲ့တော့ဒီပေါက်ကလေးဒီဘလောက်မှမရှိတာဖြစ်တဲ့အတွက်ဒီဘက်ကိုလေဘင်းကအာနှစ်လက်မှ၄စိတ်သို့မဟုတ်နလမ20လောက်ဆိုလည်းရတယ်မနှလမ40ထားလိုက်ထားတော့နှလမ40เนาะနှလမ40ဖောက်မယ်ပြီးရင်သူ့ရဲ့ဒီအောက်အကြလေးကကက်ကက်ကလေးပဲ3လမတော့မဟုတ်3လမ40အဲ့လောက်လေးပဲเนาะအဲ့လောက်လေဘင်းလေးကိုချေတော့က ီမှာပေကွေးလေးနဲ့ဝိုက်ပြီးတော့ဖောက်လိုက်ပဲเนาะနော်အဲ့ရနေမှာသူကဒီနာလေးကိုတက်တက်လေးလာမယ်လာပြီးတော့မှဒီနေရာလေးမှာကော့ကော့လေးဒါလေးကတော့လေးချက်ဒီမှာအားတန်သလိုလက်နဲ့ပဲဝိုက်ပြလိုက်တော့မယ်ကိုကပတ်တန်အကြီးမှဆိုပေကွေးလေးနဲ့ shape လေးလှအောင်ဝိုက်ပေါ့နော်နော်ဒီလိုလေးပဲဒီဟာကဒီလိုတက်တက်သွားပြီဒီအပေါ်လေးမြန်တက်တက်သွားမှာ ဟုတ်တယ်နော်အဲ့ရနေပြီးလို့ရှိရင်တချို့ကဒီလေဘင်းလေးကိုတစ်ချက်ကြည့်သူကလေဘင်းကိုဒီပခုံးဆုံးတဲ့အထိမသွားဘူးတလားပခုံးဆုံးတဲ့အထိမသွားဘဲနဲ့တချို့ကဘလောက်လောက်ချာမလို့တလက်မသို့မဟုတ်တလက်မခွဲလောက်ဒီနားလေးကိုချမယ်ချပြီးရင်သူကဒီနေရာလေးနဲ့တချို့ဒီဖြက်ဆက်လူထားတဲ့နေရာလေး sorry ဒီဒီနေရာလေးနော်ဒီနေရာလေးအဲ့တော့ဒီအောက်အချမ်းရဲ့ဟာလေးကိုလည်းအုပ်အောင်တော့တွားရမယ်နော်အဲ့အောက်အချမ်းလေးမှာလာပြီးတော့ပေါ်နေလို့လည်းမရအောင်ဆိုတော့ဒီရဲ့အပေါ်လေးကိုဟိုဒီရှေ့ရင်ကျဲမြင်းပေါ့နော်ရှေ့ရင်ကျဲမြင်းထက်အပေါ်လေးစိတ်လောက်အုပ်လိုက်ရင်လည်းရတယ်နော် အဲ့လောက်ကလေးကိုချက်တော့ကဒီမှာကော့ကော့လေးနော်ချက်တော့ဒီမှာပတ်တန်အသေးဆိုအတိုင်းစာမရှိတော့ shake ကတော့မလှဘူးပေါ့နော်ဟိုပတ်တန်ကြီးမှာတော့ကော့ကော့လေးဖြစ်နေမှာပေါ့အဲ့လိုကော့ကော့လေးယူလိုက်တာရပြီလားအဲ့လိုလေးရသွားပြီဆိုရင်ချက်တော့ကဒီမှာတစ်ချက်ကြည့်မယ်သူ့ကိုလည်းချက်တော့အပေါ်ကို တောက်လေးထိုးပေးဒီနားမှာတောင်းလည်သွားမယ်ဒီနေရာဒီဒီတိုင်းထားလို့မရဘူးဒီတိုင်းထားလို့ရှိရင်ချက်တော့ဒီမကတ်ဘူးပေါ့နော်အဲ့တော့သူ့ကိုတောက်ထိုးမယ်သူ့ကိုတောက်ထိုးတဲ့အခါကျရင်တော့ချက်တော့အများကြီးမထိုးဘူး sorry အများကြီးမထိုးဘူး၄စိတ်เนาะ၄စိတ်လောက်ထိုးရင်ရပြီ၄စိတ်လောက်ဒီနားကိုတောက်လှမ်းထိုးမယ်အဲ့တော့ तू ကလည်း F1 F2 နှစ်ချမ်းကွဲသွားမှာပဲเนาะ F1 F2 နှစ်ချမ်းကွဲသွားမယ်ဟုတ်လားဒီလိုမျိုးနှစ်ခုပြန်ပြီးတော့ဆက်လို့ရမှာရမယ်เนาะပြီးွားရင်ဒီနေရာလေးအဝိုက်လေးဒီအဝိုက်လေးမှာလည်းဒီတိုင်းသွားထားလို့မရဘူးဒီလိုအဝိုက်တွေတီးကျတော့တောက်ထိုးမှရမယ်တောက်မထိုးရင်ဒီနေရာမှာ sorry တောင်မထုတ်ရင်ဒီနေရာမှာဟာဟာကြီးဖြစ်တတ်တယ်။အဲ့တော့ဒီနေရာလေးကိုလည်းချက်ကိုလေးစိတ်တောက်လေးလမ်းပြီးတော့ထိုးပေး။ဒီတောက်လေးကိုကြတော့ချက်တို့တိတ်ကပ်ပြီးတော့ဖြောက်လိုက်မယ်။နော်တိတ်ကပ်ပြီးတော့ဖြောက်လိုက်မယ်။နောက်ဒီတောက်လေးကိုထိုးလို့ရတယ်။အဲ့လိုမဟုတ်ဘဲနဲ့သူ့ကိုဒီမှာယူလို့ရတဲ့တပုံစံရှိသေးရဲ့ဒီတောက်ကိုတိတ်ပြန်ကပ်ပြီးတော့ဒီနေရာမှာဟာဝိုင်းဟာလေးကိုအတွန်လေးတွန်းရင်လည်းရတယ်နော်။အဲ့လိုမတွန်းချင်ဘူးဆိုလို့ရှိရင်လည်းချက်တို့က F1 F2 နှစ်ရပ်ခွဲထုတ်ပြီးတော့ပြန်ပြီးတော့ချုပ်လို့ရပါတယ်။ ရမလားချက်တင်ပြရရမယ်เนาะအဲ့တော့ဒါလေးကလည်းနှစ်ပိုင်းထွက်သွားမယ်သူကပြီးတော့မှကျတော့ဒီဟာကြောင့်ကျိုးအရှည်ကကိုယ့်ကိုလိုချင်တဲ့လောက်ချုပ်ပေါ့เนาะရှည်ရှည်လေးချုပ်ပြီးတော့မှအာဒီဟာလေးကိုကျိုးလေးထည့်ပြီးတော့နောက်လေဘင်းမှာလာပြီးတော့ခြီလိုက်တဲ့သဘောเนาะဒီ F1 F2 ကိုအရင်ချုပ်မယ်ချုပ်ပြီးသွားရင်ဒီအထက်လေးလာပြီးတော့ထပ်မယ်เนาะဒီအထက်လေးလာပြီးတော့ထပ်မယ်ထပ်ပြီးသွားမှ F3 နဲ့ပြန်ပြီးတော့ဆက်မယ်သဘောပေါက်တယ်เนาะ ဟုတ်ပြီဒါဆိုလို့ရှိရင် share ဒီ button လေးရသွားပြီเนาะဒါလေးကိုမေးထားတဲ့ညီမလေးကိုနောက်ထပ်တည်ကျင်တဲ့သူတွေပါ like ထုတ်ကြည့်ပါအဆင်မပြေတာရှိရင်နားမလည်တာရှိရင်ဒီချက်ကိုလာမေးလို့ရပါတယ်ရှင်အဲ့တော့စက်ထုတ်ပညာရေးနဲ့ပတ်သက်ပြီးထပ်ပြီးတည်ကျင်တာရှိရင်လည်းချက် comment အောင်မှာမှတ်သွားခဲ့ပေးပါ share က video လေးနဲ့အဆင် like ပြန်ပြီးတော့ဖြည့်ပေးပါမယ်အဲ့တော့ဒီချက်ရေးဒီချက်နဲ့သင်ရတာအဆင်ပြေတယ်ဒီချက်ရှင်းပြတာနားလည်လွယ်တယ်ဒီချက်ရဲ့ကိုတိုင်းကြီးတွေတွက်နည်းတွေပတ်တန်အသေးစိတ်တွေတည်ကျင်တည်ကျင်တယ်ဒီချက်စီမှာဘာတွေတက်လို့ရလဲဆိုလို့ရှိရင် ကိုတိုင်းနီးတွေပတန်ဆွဲနီးတွေပုံသေးနီးတွေအပြင်သင်ကန်းစာတွေအစုံအလင်း80ထိပါတဲ့မြန်မာဝိစုံပတန်စာအုပ်ချက်ထုတ်ပေးထားရှိပါတယ်ဒီစာအုပ်ထဲမှာဆိုမြန်မာဝိစုံနဲ့ပတ်သက်ပြီးတော့အခြေခံအနေစာပြီးတော့ level နောက်တစ်ဆင့်အထိကိုမှဒီဇိုင်းတွေအစုံအလင်းထည့်ပေးထားရတယ်တချို့တို့ဒီမှာပုံတွေရယ်စာတွေရယ်ရှင်းပြထားတယ်အဲ့ဒါအပြင်ကိုမှအဲ့ဒါအပြင်ကိုမှတချို့တို့ ဗီဒီယိုဖိုင်တွေနဲ့သင်ခန်းစာတစ်ခုဆိုရင်ဗီဒီယိုတစ်ခုသင်ခန်းစာ90ဆိုရင်ဗီဒီယိုဖိုင်အခု90နဲ့ Telegram မှာချက်အသေးစိတ်ပြန်ပြီးတော့တချက်ကိုယ်တိုင်ချက်အတန်နဲ့ရှင်းပြထားတယ်ဘလို့ချုပ်ရမယ်ထိပါချက်ကပြောပြပေးထားတာဖြစ်ပါတယ်အဲ့တော့မြန်မာဥဆောင်နဲ့ပတ်သက်ပြီးကိုယ့်ရဲ့ပတ်တန်ကို change နေတယ်တချက်ရဲ့ပတ်တန်ကိုတည်နေတယ်ချက်ဘလို့တွေချုပ်ပြလဲဘလို့တွေ ဆွဲပြလဲဆိုတာသိကျင်နေဆိုရှင်ဒီစာအုပ်လေးကိုတစ်ချဲတော့3850နဲ့ဝယ်လို့ရပါတယ်ရှင်တလားတလားအချဲအုပ်ရည်အကန့်တက်နေပဲရောင်းပေးတာဖြစ်တဲ့အတွက် DVO လေးကိုမြင်တာနဲ့ Viber မှာသွားပြီးတော့ဝယ်လို့ရပါတယ်ရှင်အဲ့တော့ချဲတို့ Viber နံပါတ်လေးအောက်မှာမှတ်ပေးထားပါမယ်သူကမြန်မာဝစ်စုံပတ်တန်လက်မနီးနဲ့တင်ပေးထားတာပါတန်ဖိုးက3850ပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီချဲတွင်ဥပါ